နေနေဆက်ကောင်ဤရင်းနှင်းဖွယ်ရအချင်းမြူနင်းတို့ထာဝရဝေဇလန်တွဲလေးကတော့ပြိသက်တွေနဲ့အတူ ခရီးရှိကြီးကိုထွက်ခဲ့ရကနေအခုဆိုရင်တော့ပြီးဆုံးလို့သွားပါပြီဇလန်လေးကလည်းအရန်ကိုမှဆွဲခေါ်သွားတဲ့ဇလန်လေးဖြစ်တာမို့လို့ပြိသက်တွေအနေနဲ့ဇလန်ထဲမှာပါတဲ့ဆက်ကောင်တွေနဲ့ခွဲခေါ်သွားရတော့မှဖြစ်လို့ဝမ်းနဲ့နေကြမယ်လို့ထင်ပါတယ် ထိုဇလန်းတွဲလေးမှာဆိုရင်စနိုးဆိုတဲ့ဇက်ကောင်ရဲ့တာယာပျော်ရွှင်တဲ့ဘဝကိုပြန်လည်ရှာဖွေတဲ့အကြောင်းကိုအဓိကထားပြီးရိုက်ကူးထားပြီးမဲ့နိနေကာရိုက်တာကလည်းပရိသတ်တွေရဲ့အာယုံကိုဖန်ဆာသွားပြီးဇလန်းတွဲကိုဆွဲခေါ်သွားတယ်လို့ဆိုရပါမယ်။ ။နေနေကတော့စနိုးကိုအစပိုင်းမှာချစ်ချောင်းတစ်ဆက်ကလေးမှမပြခဲ့ပြီးတော့စနိုးအပေါ်ဆိုးချင်နိုင်ဆိုးရကနေတနာသွားပြီးတနာချစ်လေးနဲ့တဖက်သက်ချစ်မိသွားတဲ့ကာရိုက်တာလေးပါ။တနာချစ်နဲ့ချစ်မိသွားတာကတော့တကယ်ကိုမှကြောက်စရာကောင်းတယ်လို့ဆိုရပါမယ်။တဖက်လူဘာလုံးလုံးတနာသွားတဲ့စိတ်နဲ့အကောင်းမဲမြင်ပြီးဖြည့်တွေးနေတဲ့အခါမှာအယံကိုမှပူလောင်မွန်းကျက်တဲ့အချက်ကိုပြောင်းလဲသွားတာပါ ဇလန်းတွဲမှာဆိုရင်လည်းနင်းနေရဲ့စနိုးအပေါ်မှာခွတ်လွတ်ပေးရကြောင်းပြိသက်တွေကနင်းနေကိုတနာနေကြပြီးအချစ်ပိုနေကြပါတယ်။တကယ်လည်းအပြင်လောကမှာတနာချစ်ဆိုရာကြီးကတော်တော်လေးကိုမှကြောက်စရာကောင်းပါတယ်။အရန်ကိုမှလောင်မြတ်ရတဲ့အိမ်တော်ရေးဇာတ်ကားတွေကြမှာအခုလိုလူငယ်ဆန်တဲ့ဇက်ကောက်ကာရိုက်တာနဲ့လွမ်းဆွေးရတဲ့ဇလန်းတွဲလေးတစ်ခုထွက်ရှိလာတာကတကယ်ကိုမှရွှေလိုပြောရပါမယ်။ပရိသတ်တို့ရောကို့ပောင်ဝဲခြင်းမှာနင်းနေလိုမျိုးတနာချင်းနဲ့ကြုံတွေ့ဘူးလား။ ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။